Hello မင်္ဂလာပါဗျာ။ Clean AI နဲ့ပုံထုတ်တဲ့နည်းကိုအပြည့်အစုံရှင်းပြပေးပါမယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော် channel ကို subscribe လုပ်ပေးခဲ့ပြီးဘေးနားကခေါင်းလောင်းပုံလေးနှိပ်ထားပေးဖို့မမေ့နဲ့နော်။ Clean AI software ကို Play Store ကနေအလွယ်တကူဒေါင်းယူလို့ရပါတယ်။ကျွန်တော်ကတော့ဒေါင်းထားပြီးသားမို့လို့ software ကိုဖွင့်လိုက်ပါမယ်။ အခုမှစဖွင့်လာဆိုရင် အကောင့်လောအင်ဝင်ရပါမယ်။ကျွန်တော်အကောင့်ဝင်ထားပြီးသားမှုဒီနေရာတန်းရောက်တာပါ။အကောင့်စဖွင့်ရင် point 166.3ပေးပါရယ်။ပုံထုတ်မှာမို့လို့ image generation ကိုနှိပ်လို့ရတယ်လို့။အောက်ကအပေါင်းခလုတ်ကိုနှိပ်ပြီးဒီကနေဝင်လို့လဲရပါရယ်။ဒီနေရာမှာပုံထုတ်ဖို့၃ခုရှိပါရယ်။တက်ထူ email ကို အရင်ပြပါမယ်ဒီနေရာမှာမိမိထုတ်ချင်တဲ့ပုံရဲ့ print ကိုရေးထည့်လိုက်ပါ ကျွန်တော်ကတော့ ChatGPT နဲ့ prompt ရေးခိုင်းလိုက်ပါမယ်။ Clean AI မှာ Donut ထဲကကြားတစ်ပုံထုတ်ဖို့ prompt ရေးပေးပါလို့ခိုင်းလိုက်ပါမယ်။ဒီမှာပုံအတွက် prompt ထုတ်ပေးနေပါပြီ။ prompt ကို copy ယူလိုက်ပါမယ်။ပြီးရင်ဒီမှာ paste လုပ်လိုက်ပါ။ prompt ထည့်ပြီးသွားရင်အောက်ဆုံးကဒီဟာကိုတစ်ချက်နှိပ်လိုက်မယ်။ ဒီမှာကြိုက်တဲ့တခုကိုရွေးလို့ရတယ်။အောက်မှာပုံစိုက်ချိန်လို့ရတယ်။ဒီနေရာမှာဘယ်နဲ့ပုံထုတ်မလဲရွေးလို့ရတယ်။တပုံကနေ၉ပုံအထိရွေးပြီးထုတ်လို့ရပါတယ်။ပုံများရင် point ပုံကုန်ပါမယ်။ကျွန်တော်ကတော့၂ပုံပဲထုတ်ပါမယ်။ပြီးရင် generate ကိုနှိပ်လိုက်ပါ။ ဒီမှာပုံနှစ်ပုံရပါပြီ ပုံတောင်းဖို့ဒီဟာကိုတစ်ချက်နှိပ်ပါပြီးရင်ဒီမှာ Pro အကောင့်နဲ့ဆိုရင် Water Map မပါပဲဒေါင်းယူလို့ရပါတယ် Free သမားတွေကတော့ Water Map ပါနေမှာပါနောက်ထပ် email refresh ထည့်ပြီးပုံထုတ်တဲ့နည်းကိုလုပ်ပြပါမယ်။ email refresh ကိုနှိပ်ပါမယ်။ email refrain ကဘလို့လဲဆိုရင် ပုံမြင်တဲ့အခါမှာသုံးပါတယ်။ပြင်ကျင်တဲ့ပုံကိုထည့်ဖို့ဒီဟာကိုတစ်ချက်နှိပ်ပါ။ကျွန်တော်ခုနကထုတ်ထားတဲ့ပုံကိုထည့်လိုက်ပါမယ်။ပုံထည့်ပြီးပြီဆိုရင် အောက်ကပရိုနေရာမှာပုံမြင်ခြင်းနဲ့စာသားရိုက်ထည့်ပါ။ကျွန်တော် ChatGPT ကိုတွားပြီး prompt တောင်းလိုက်ပါမယ်။ကြားသစ်ပေးမှာတော့ဝက်တကောင်ပုံထပ်ထည့်ပေးပါလို့ပြင်ခိုင်းလိုက်ပါမယ်။ ဒါဆိုရင် prompt ကို copy ယူလိုက်ပါမယ်။ပြီးရင်ဒီမှာ page လို့ဒီဟာကိုနှိပ်ပြီးပုံစိုက်ချိန်မယ်။ပြီးရင် generate ကိုနှိပ်ဒီမှာပုံရပါပြီ။ နောက်ထပ်ရီ style လက်ထုတ်တဲ့နည်းပြောပြပါမယ်။ retime ကဘယ်လိုလဲဆိုရင် ပုံကို style ပြောင်းတာပါ။ပြောင်းချင်တဲ့ပုံကိုထည့်ဖို့ဒီနေရာကိုနှိပ်ပါ။ခုနကပြင်ထားတဲ့ပုံကိုပဲထည့်လိုက်ပါမယ်။ပြီးရင်ဒီမှာပြောင်းချင်တဲ့ style ကို pro ရေးထည့်လို့ရတယ်လို့ပုံထည့်လိုက်တဲ့အခါမှာအောက်က auto ပေးထားတဲ့ style ကိုရွေးပြီးထုတ်လို့ရပါတယ်။ ကျွန်တော်ကတော့ကာတွန်းပုံစံနဲ့ထုတ်ချင်လို့ဒီက style တစ်ခုကိုရွေးလိုက်ပါမယ်။ဒီနေရာမှာနှစ်ပုံလောက်ထုတ်ကြည့်လိုက်မယ်။ဒါဆိုရင်ဒီလိုကာတွန်းပုံလေးရပါပြီ။ဗီဒီယိုကိုကြည့်ပြီး clean AI မှာပုံထုတ်တက်သွားမယ်လို့ထင်ပါတယ်။မရှင်းလင်းတာဒါမှမဟုတ်သိကျင်တာတွေရှိရင် comment မှာရေးပြီးမေးခဲ့လို့ရပါတယ်နော်။ 阿拉不参加巴西比亚。